မနေ့ပြန်ဒီဇင်ဘာလ12ရက်နေ့တောက်ကြနေအတွက်မူလဝတ္ထခမှန်ချက်တွေကိုပြပြသွားပါမယ်ရှင်။ထိုင်းပင်လယ်ကွင်းနဲ့ကပလီပင်လယ်ပြင်ဘက်ကနေရွေ့လျားလာတဲ့လေပွေလိုင်းတွေနဲ့မိုးတိမ်တိုက်တွေဟာလေစီကြောင်းတိုင်းကုန်းမြေဘက်ကိုဖြတ်ကျုံဝင်ရောက်လာနိုင်တာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့မှာမိုးရသုံးနိုင်ဖို့အခြေအနေရှိနေပါရဲ့ရှင်။ ။နက်ဖြန်ဒီဇင်ဘာလ12ရက်နေ့တောက်ကြနေမှာတော့မြန်မာနိုင်ငံတောက်ဘက်ပိုင်းဒေသတွေဖြစ်တဲ့တနင်္သာရီ၊မိုးနဲ့ကရင်ပြည်တို့မှာမိုးရသွန်းလိုက်ပြီးကြံဒေသအများစုမှာတော့ရာသီဥတုတာယာပြီးဆောင်းရာသီပီပီအင်းများချောက်သွင်းနေမှာဖြစ်ပါရှင်။ မိုးရနိုင်မဲ့အချိန်ဒီအသေးစိတ်ကိုကြည့်မယ်ဆိုရင်တော့တနင်္လာရီတိုင်းကကော့တောင်ခရိုင်နဲ့ဘဲခရိုင်ဝင်းကျင်တွေမှာမနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာမိုးတိတ်နိုင်တွေဝင်ရောက်ပြီးနေရာကွက်ကြောင်မှုထိတ်ချုပ်ရွာနိုင်သလိုဒဝဲခရိုင်မိုးပြင်းနဲ့ကရင်ရန်တခြားနဲ့ကရင်ပြည်နဲ့ထိုင်းနယ်ဇာတခြားတို့မှာလည်းညနေပိုင်းနဲ့ညပိုင်းတွေမှာမိုးနှင်းငယ်ရွာသွန်းနိုင်တာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ် ။ဒါကြောင့်မိုတနင်္သာရီကံယူရန်တခြားမှာရှိနေတဲ့စားလက်တောက်သူတွေအနေနဲ့မိုးနှဲငယ်သွားရလာတာကြောင့်သိစီဗီစားကြမ်းတွေကိုမိုးကတွေအောက်ပို့ဆောင်ထားကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ဒီကနေ့ဒီဇင်ဘာလ17ရက်နေ့ညပိုင်းနဲ့မနက်ဖြန်ဒီဇင်ဘာလ12ရက်နေ့နေ့ခင်းပိုင်းတွင်မှဖြစ်ပေါ်လာနိုင်တဲ့မြန်မာနိုင်ငံဒေသအသီးသီးကအပူချိန်တွေကိုဆက်လက်ပြပြသွားပါမယ်ရှင်။ ပထမဦးစွာတောက်ပေါ်ဒေသတွေကပူချိန်တွေကိုကြည့်မယ်ဆိုရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းကတောက်ပေါ်ဒေသတွေမှာ၄ဒီဂရီဆယ်စီယက်ကနေ၃ဒီဂရီဆယ်စီယက်ရေခဲမှတ်ဝန်းကျင်ထိအနည်းဆုံးကျဆင်းနိုင်ပြီးချင်းပြည်ကကံပလတ်တီးတိမ်နဲ့ကရင်ပြည်ကတောက်ပေါ်ဒေသတွေမှာ၆ဒီဂရီဆယ်စီယက်ကနေ၂ဒီဂရီဆယ်စီယက်ထိညပူချိန်တွေကျဆင်းနိုင်ကအတော်လေးအေးခင်နိုင်ပါရဲ့ရှင် ဒါအပြင်မန္တလေးတိုင်းကမိုးကုံမြို့နယ်မှာ၈ဒီဂရီဆယ်စီယဝင်ကျင့်ထိကျဆင်းနိုင်တယ်လို့ရှမ်းပြည်တဝန်ကချင်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာ၁၂ဒီဂရီဆယ်စီယကနေ၈ဒီဂရီဆယ်စီယအထိညပူချိန်ရော့နေနေမှာဖြစ်ပါရှင်။ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေး၊မကွေ၊နေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာတော့စတဒီဂရီဆက်စီရက်ကနေ20ဒီဂရီဆက်စီရက်ထိရှိနေနိုင်ပြီး20ဒီဂရီဆက်စီရက်ကနေ60ဒီဂရီဆက်စီရက်ထိရန်ကုန်၊အေရဝတီ၊ရခိုင်၊မွန်၊ကရင်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရှိနေနိုင်ပါရှင်။အေယဝရီတိုင်းနယ်ကမြန်အောင်ဟင်းသဒဒနုဖြူဇလွန်နဲ့ပန်းတနော်မြို့နယ်တွေမှာတော့ဆစဒီဂရီဆက်စီရက်ထိအပူချိန်ကျဆင်းနိုင်တာကိုတွေ့ရပါတယ်။ နောက်ရက်တွေမှာလည်းမြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာအေးအေးပို့လာနိုင်တဲ့အတွက်ကျမရဲ့အထူးဂရုစိုက်ကြဖို့နဲ့လေတူးချောက်တွေ့တာကြောင့်မီးပြင်းတွေကိုလည်းမိမထားကြဖို့တတိပေးလိုပါရဲ့ရှင်။ မနက်ဖြန်ရင်နေပူချိန်တွေအနေနဲ့ကရင်ပြည်နယ်ရေမြူနယ်တို့မှာ34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိအမြင့်ဆုံးနေပူချိန်ကိုခန်းစားရမှာဖြစ်ပါရဲ့ရှင်။တနင်္လာရီရခိုင်ပဲခူးတိုင်းရှေ့ချမ်းတို့မှာ32ဒီဂရီဆယ်စီယက်ကနေ34ဒီဂရီဆယ်စီယက်ထိရှိနေနိုင်တယ်လို့ရန်ကုန်အေရဝတီနေပြည်တော်မွန်းနယ်မန္တလေးမကွေးတိုင်းဒေသကြီးတို့မှာ30ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်ထိရှိနေနိုင်ပါတယ်။ ဒါအပြင် ကချင်း၊စကိုင်း၊ရှမ်းပြည်နယ်တို့မှာတော့24ဒီဂရီဆယ်စီယက်ကနေ26ဒီဂရီဆယ်စီယက်ထိရှိနေနိုင်ပြီးချင်းပြည်မှာတော့20ဒီဂရီဆယ်စီယက်ကနေ22ဒီဂရီဆယ်စီယက်ထိနေပူချိန်မြင့်တက်နိုင်ပေမဲ့ချင်းပြည်ကမင်းတပ်မျိုးနယ်မှာတော့နေပူချိန်30ဒီဂရီဆယ်စီယက်သာခန်းစားရရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ ဒီနေ့ညကနေမနေ့ပြန်မနေ့ဒီမြူထူထက်စွာကြားနိုင်တာကတော့ကချင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာအနှံ့ပြရှမ်းပြည်မှာနေရာစစ်စိမ့်နဲ့ကျပ်ပြည်နယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြားမြူထူထက်စွာကြားဆင်နိုင်ပါတယ်အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒီနေ့ကနေမနေ့ပြန်ရှိတာဝေါ်ဒေသတွေမှာအေးခဲနိုင်လောက်တဲ့အပူချိန်တွေရှိနေတာမလို့နှွေထွေးစွာနေထိုင်ကြဖို့နဲ့နေအပူချိန်မြင့်မာတဲ့တောက်ဘက်ပိုင်းဒေသတွေမှာတော့ခင်းလွတ်ရောက်ကြည့်အညွန်ငယ် UV index ခုနှစ်ကနေရှင်းဆက်ရှိနေတာကြောင့်နေပူဒံကိုကောက်ွယ်နိုင်မဲ့အင်ဂျီအုတ်ထုတ်နေကမျက်မှန်စတာတွေဝတ်ဆင်ဖို့လိုသလိုယူဆိုင်နေ့ချိန်မှလည်းမြင်ကွင်းမရှင်းလင်းနိုင်တာကြောင့်ပြစ်ချောင်တွေတွင်သွာလာကြတဲ့ရေရင်တွေနဲ့ကုန်းလန်းကမော်တော်ရေရင်တွေအနေနဲ့ရေရင်တွေကိုဂရုစိုက်ကြဖို့တိုက်တွန်းလိုပါရှင် အခုပြပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်ချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေးလာသူတို့ဖြစ်သူကိုလကုံးအိမ်ကမိုးလေဝသခန့်မှန်ချက် model တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးခန့်မှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါရှင်။